်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရစေပထမဦးဆုံးဖခင်ရဲ့ကြည်တော်ကိုချီးမွမ်းပါလေအထူးခွဲခန့်မှတ်သားသောလူများဆိုတဲ့ကောင်းကျင်နဲ့ရှင်ပေသူဩဝါဒစာပထမဆောင်အခန်းကြီးနဲ့အငယ်9ကနေ10ကိုဆင်ကျင်သွားကြပါလေ သင်တို့မူကားမောင်မိုက်ထဲမှအံ့ပွေသော အလင်းတော်သို့ခေါ်သွင်းတော်မူသောသူဤဂုံကျေးဇူးများကိုပေါ်ပြစေခြင်းကရွေးချယ်တော်မူသောအမျိုးဖြစ်ကြ၏။မင်းစည်းစိမ်ရှိသောယေဘရဟိမျိုးတန်ရှင်းသောလူမျိုးပိုင်ထိုက်တော်မူသော အပေါင်းအသင်ဖြစ်ကြ၏။အထက်ကအပေါင်းအသင်မဟုတ်ယခုတွင်ဘုရားသခင်ဤအပေါင်းအသင်ဖြစ်ကြ၏။ဂယုနာကျေးဇူးတော်ကိုအထက်ကမခံရတော့လေယခုတွင် ခံရကြ၏။ ကျွန်တော်တို့စိတ်ပြတ်အားရော့လာတဲ့အခါတိုင်းမှာမိမိကိုယ်ကိုတန်ဖိုးမရှိဘူးလို့လူတိုင်းကခံစားရတတ်ပါတယ်ဒီနေ့ကျွန်တော်တို့ရဲ့ခံစားချက်တွေထက်ဘုရားသခင်ရဲ့နှုတ်ကပတော်စကားတော်အမှန်တရားကိုအားကိုးဖို့လိုပါတယ်ဒီနေ့ကျွန်တော်တို့ယုံကြည်သူတိုင်းကိုဘုရားသခင်ရဲ့သာသမီအဖြစ် သခင်ယေရှုခရစ်တော်ရှုမြင်ပုံကိုပေါ်ပြတဲ့စကားစု၄ခုကိုဆင်ခြင်သွားကြပါတယ်ပထမတစ်ခုကရွေးချယ်ထားတဲ့လူမျိုးဖြစ်တယ် ဘုရားသခင်ကကျွန်တော်တို့ယုံကြည်သူတွေကိုသူ့ရဲ့နိုင်ငံတော်နဲ့မိသားစုအစိတ်အပိုင်းအဖြစ်ကျွန်တော်တို့ကိုချက်ပြီးတော့အလိုရှိတဲ့အတွက်ကြောင့်ရွေးချယ်ခဲ့ပါတယ်။နောက်ဒုတိယဇကစုတစ်ခုကမင်းစည်းစိမ်ရှိတဲ့ယေဘရဟိတ်ယာဒုအဆင့်အတန်းပဲဖြစ်တယ်။ယုံကြည်သူတွေအနေနဲ့ကျွန်တော်တို့ဟာဘုရားသခင်ရဲ့သားသမီးဖြစ်ပြီးတော့တော်ဝင်မိသားစုရဲ့အစိတ်အပိုင်းဖြစ်တယ်။သခင်ယေရှုခရစ်တော်ကဘုရားသခင်ရဲ့သားသမီးယုံကြည်သူတွေကို တော်ဝင်မိသားစုနဲ့ဆိုင်တဲ့ ဘရင်နဲ့ယေဘရဟိတွေရဲ့အခမ်းကဏ္ဍကိုဖြည့်ဆည်းပေးခဲ့ပါတယ်။အဲ့ဒီအတိုင်းပဲပြသခင်ကကျွန်တော်တို့ယုံကြည်သူတွေကိုယေဘရဟိတာဝန်နဲ့တခြားသူတွေအတွက်ကိုစားဝတ်ပြုဆုတောင်းပေးဖို့တာဝန်အနှင်းပေးထားပါတယ်။နောက်တတိယတစ်ခုကတန်ရှင်းတဲ့လူမျိုးပဲဖြစ်တယ်။ဒါကခရစ်တော်ရဲ့အသင်းတော်တနည်းအားဖြင့်ကိုခန္ဓာဟာပြသခင်ရဲ့ရည်ရွယ်ချက်တွေအတွက်ခွဲထားခြင်းလို့အတိတ်ပဲရတဲ့တန်ရှင်းတဲ့လူအုပ်စုဖြစ်တယ်။ နောက်ဆုံးဇဂဇုကတော့ဘုရားသခင်ပိုင်ဆိုင်တဲ့သူတွေပဲဖြစ်တယ်။ကျွန်တော်တို့ဟာဘုရားသခင်ရဲ့ကိုယ်ပိုင်ဥစ္စာတွေဖြစ်တယ်။တရားဟောရာဂျမ်းအခန်းကြီး14အငယ်1မှာဆိုရင် သင်တို့ဒီသင်တို့ဤဘုရားသခင်ထာဝရဘုရားအဖို့တန်ရှင်းသောလူမျိုးဖြစ်ကြ၏။ထာဝရဘုရားသည်မြေကြီးပေါ်မှာရှိသမျှသော လူမျိုးထက်ကိုတော်ပိုင်ထိုက်သောအမျိုးဖြစ်စေခြင်းကသင်တို့ကိုရွေးချယ်တော်မူပြီလို့ဆိုထားပါဗျ။ ကျွန်တော်ဟာအဖို့ထိုက်တဲ့လူတွေဖြစ်တယ်လို့မြင်တဲ့အတွက်ခမဲတော်ဘုရားခင်ကသားတော်ကိုကျွန်တော်ရဲ့ကိုယ်စားလဝါကတိုင်ပေါ်မှာအသေးခံစီဖို့အတွက်ဆေလွတ်တော်မူခဲ့ပါလေသူရဲ့အသက်အားဖြင့်အသက်ရှင်ဖို့အတွက်သုံးရက်မြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်တော်မူခဲ့တယ်အခုဖော်ပြတဲ့အချက်တစ်ခုစီတိုင်းကကျွန်တော်အပေါ်မှာဘုရားသခင်ထားရှိတဲ့မြင့်မြတ်တဲ့တန်ဖိုးကိုပြသနေတာဖြစ်ပါတယ်ကျွန်တော်အနေနဲ့ကျွန်တော်ရဲ့အစ်စ်အမှန်လက္ခဏာကိုတတိယပြီးတော့ ပြာဒခင်ထန်တော်ဘာကနေကျွန်တော်တို့ရဲ့မြင့်မြတ်တဲ့စုတောင်းပထနာကိုကြင်ကြံခြင်းအပြင်တမန်ကျမ်းစာရဲ့အမှန်တရားအတိုင်းဒီနေ့ကစပြီးတော့မှဆက်လက်အသက်ရှင်သွားကြဖို့ဖြစ်တယ်။နှုတ်ကပ်တော်သွန်သင်နေတဲ့အရာကိုယုံကြည်ဖို့ရွေးချယ်ပါ။ကျွန်တော်ကပြာဒခင်ရဲ့ရှေ့တော်မှာအဖို့တန်ပါတယ်။ပြာဒခင်က အထူးခွဲခန့်မှတ်သားထားတဲ့သူတွေဖြစ်တယ်။ကျန်နာဆင်ကျင်ခဲ့တဲ့သူတိုင်းပြာဒခင်ကအထူးခွဲခန့်မှတ်သားထားကြောင်းသိနာလေပြီးတော့ ရွေးချယ်ထားတဲ့မင်းစည်းစိမ်ရှိတဲ့ယေဘရဟိမျိုးဖြစ်တဲ့တန်ရှင်းတဲ့လူမျိုးဖြစ်တဲ့ပရောဖက်ပိုင်တဲ့သူတွေဖြစ်ကြောင်းမမေ့မလျော့မှတ်သားထားပြီးတော့လောကမှာရှိနေစဉ်ဘုရားသခင်ဘုန်းတော်ကိုအစဉ်အမြဲချစ်မြောက်တဲ့သူတွေအဖြစ်ဘုရားသခင်ကကောင်းချီးပေးပို့ဆောင်ပေးနေပါစေအာမင် ခွန်အားသင့်နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်တော်အစီအစဉ်ဖြစ်တော်ကြောင်းစောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာပြည့်လို့ဆောအပ်ပါသည်